ဘကုန်းတိုင်းဒေသကြီးရေဒါရှင်မြို့နယ်စွာမြို့ဘူတာလန်နဲ့ဈေးအနီးတွင်ဇွန်လ19ရက်နနက်10:00နာရီခန့်ကတနက်တလက်နဲ့ကြီးစံများတဲဆောင်လာသူတအူးကိုဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒါလို့ဖမ်းမိခဲ့ရမှာ point 20ကြီးထက်ပြရတဲ့တနက်တင်နဲ့ပြောင်းအရှိ35လက်မခန့်ရှိတဲ့အမဲလိုက်တနက်တလက်နဲ့ CCL တစိပ်ပါစကူဘူးအတွင်းမှာ C တစိပ်ပါကြီးစံ25တောင်းနဲ့ T တစိပ်ပါကြီးစံ5တောင်းအပါဝင် အခြားလက်လက်ကိရိယာများကိုစိုက်ကင်နဲ့တဲဆောင်မောင်းနေလာသူတအူးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အဲ့ဒါလိုလက်နက်တွေတဲဆောင်လာသူကိုစွမ်းနေမြေရဲစခန်းမှာအမှုဖွင့်အရေးယူနိုင်ဖို့ဆောင်ရွက်လျက်ပါတယ်။